အဓိကကြုံရတဲ့အခက်အခဲကကျတော့ပထမဆုံးပြောရမယ်ဆင်ကျွန်တော်တို့အဖန်စီကိစ္စနောက်ပြီးတော့မှဒုတိယအနေနဲ့ပြောရမယ်ဆင်ကျွန်တော်တို့ဂျမိုင်းကိစ္စပါပန်းစီကိစ္စဆိုရင်ကျွန်တော်တို့နေတိုင်းနေတိုင်းကြုံတွေ့နေရတယ်အဲ့လိုလုံမခွင်တွေမှာလည်းသူတို့ဖမ်းပြီးတော့မှတချို့ယွန်ကတ်ရှိတယ်လို့ဆိုရင်တော့ဆလီရဲ့အတွင်းသူတို့ပြန်လွတ်တယ်ဒါပေမဲ့သူတို့ယွန်ကတ်မရှိတဲ့လူတွေကကြတော့နမပြပြန်ပူခိုင်းရတယ်ပြီးတော့မှကျွန်တော်တို့ဒီဂျမိုင်းနဲ့ပတ်သက်လို့ရှိရင်တော့ အထောက်ထားရှိတဲ့ဒီရင်ကတ်ရှိတဲ့လူစဉ်စီုံကြီးတွေမှာကျွန်တော်ကုသခွင့်ရတယ်ဒါပေမဲ့အထောက်ထားမရှိတဲ့ကျွန်တော်လူနာတွေကကျတော့ကုသခွင့်မရှိဘူးအဲ့လိုဟာမျိုးတွေဒုက္ခကျူးရတယ်စင်းစရာတိကျတော့ကျွန်တော်မရှိဘူးပြန်ခုခံရတာကျတော့ ရာနဲ့ချီတော့ရှိနေပြီအာဒါပေမဲ့အသက်ခံရတယ်ဆိုတဲ့ဟာကကျတော့ကျွန်တော်အဲ့ဒါလဲကျွန်တော်တို့အထီးကျတော့ပြောလို့မရဘာလို့လဲဆိုတော့တချို့ကပြန်ပြီးတော့မဆက်သွေးလို့များတဲ့ဟို memory ရှိတယ်ဆိုတဲ့ခါကျတော့ ကုန်ငွေပါရီလိုချင်လဲဆိုရင်တော့ဖြစ်နိုင်လို့ရှိရင်တော့ကျေကျွန်တော်တို့မလေးရှားရောက်နေတဲ့ဟိုတိုင်းနာပေါင်းစုံတဲ့ဖြစ်ဖြစ်ပေါ့နော်အာဖန်စီဖြစ်လို့ရှိရင်လည်းပဲဖြစ်နိုင်လို့ရှိရင်ဒီချိန်မှာတော့ပြန်မပူပူတောင်းဆိုစေချင်တယ်အဲ့ဒါအကုန်ငွေတော့အရင်တောင်းဆိုချင်တယ်ပြန်ပူတဲ့ခါကျရင်တော့ချူဆိုရင်တော့ကျွန်တော်တို့တည်င်းရတလို့ဆိုရင်စင်မထန်းခိုင်းတဲ့လူတွေလည်းရှိတယ်အဲ့ဒါတွေကြောင့်မို့သူတို့ပြန်ပူလို့ရှိရင်သူတို့အသက်အန္တရာယ်အတွက်လည်းဖြစ်စုရင်ရတယ် နောက်ပြီးတော့မှစစ်တပ်ထဲဝင်ခိုင်းတာတွေဖြစ်တယ်ဆိုတဲ့ခါကျတော့အဲကြောင့်ပြန်မပူစီချင်တာဟုတ်တယ်တကယ်လို့နိုင်ငံရဲ့အခြေအနေကောင်းလို့ရှိရင်တော့အခုမေရက်ကိုတော့အလုံးကပြန်ချင်ကြပါတယ်တကယ်လို့နိုင်ငံရဲ့အခြေအနေကောင်းလို့ဆိုရင်လည်းပဲအလုံးကပြန်ချမှာပါတကယ်လို့မလေးရှားအစိုးရအနေနဲ့ကျွန်တော်တို့ကုမီပေးနိုင်မယ်ဆိုရင်ပေါ့နော်အဲပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီနေရာမှာ ဒီလိုအခြေအနေကြောင့်ရောက်လာရတယ်ဆိုတာအာသူတို့ကလက်မခံချင်ပြီးမဲ့လဲကျွန်တော်တို့နေနေရတယ်ဆိုတဲ့အခါကျတော့လူသားချင်းစာနာတဲ့အနေနဲ့ကျွန်တော်တို့ပထမဆုံးပြောမယ်ဆိုရင်ကျွန်တော်တို့ကလေးတွေကိုအဓိကထားပြီးတော့မှပညာရေးအတွက်စဉ်းစားပြီးဖို့ကောင်းကောင်းလေးပညာသင်ပြီးဖို့အတွက်အဲတခုရဲ့ဒုတိယအတွက်ကတော့ကျွန်တော်တို့ဒီမှာရောက်ရှိနေတဲ့တိုင်းနာအလုံးဟိုနားလည်မှုရှိရှိနဲ့လွတ်လွတ်လပ်လပ် ညခွင့်ဆိုတော့ကျွန်တော်တို့တောင်းဆိုချင်တာဟုတ်တယ်